နော်ဒင်ဟန်နဲ့ဆိုရင်စိန်ဂျွန်ဘတ်ဟာငှက်ကြောရဲ့အောင်မြေစူပါစီတနင်္ဂနွေနေ့ညအင်္ဂလန်ပရီးမီယာလိပွဲစဉ်ခုနှစ်ပွဲကျုံ30ချက်များအလုံးမဲ့မင်္ဂလာပါပလေးမေကာဂျာနယ်ကနေပြန်လဲကြိုးဆိုပါရယ်ဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့တနင်္ဂနွေနေ့ညအတွက်အင်္ဂလန်ပရီးမီယာလိအပါအဝင်ပွဲကျုံ30ချက်ပွဲစဉ်တွေကိုကလောင်ရှင်ရဲ့30ချက်အနေနဲ့နားဆင်ရမှာပါပထမအဆုံးအနေနဲ့တော့အင်္ဂလန်ပရီးမီယာလိအတွက်ကလောင်ရှင်စူပါစီကသုံးသက်ထားတာဖြစ်ပါတယ်ဗီလာနဲ့ဘန်လီည9:30 ပြိုင်ပွဲစဉ်၃ပွဲဆက်အနိုင်နဲ့တူဗီလာဟာလမ်းကြောင်းမှန်ပေါ်ရောက်လာပါတယ်။ဒါပေမဲ့ယူရိုဘာလိအဝေးဝင်းကန်ထားရလို့သူတို့မှာပွဲပန်းမှုအနည်းငယ်ရှိလာနိုင်မှာပါ။တန်းစင်းဇုံတွေကဘန်လီကတော့ရလက်ဆိုးရီတွေကယုံထွက်နိုင်မှုအစွမ်းကုန်ကြိုးပမ်းနိုင်ပါတယ်။ဒီလိုပွဲစဉ်မျိုးမှာဘန်လီဟာအနိုင်ဆုံးမရှုံးရေးကိုသာဥတည်နိုင်ပါတယ်။ဒါကြောင့်ဗီလာပတ်မှာဂိုးတန်တွေတိတ်ကြားရမယ်လို့တော့မထင်ဘူးလို့သုံးသပ်ထားပါတယ်။ Everton နဲ့ Palace ည9:30 လေးဝဲဆက်နိုင်ဝဲပြောင်းမှုကို Everton အဆုံးသက်လို့နေပေမဲ့သူတို့ရဲ့တိုက်စစ်ကအခုချိန်မှာတကူရဖို့တော့အနိုင်နိုင်ဖြစ်နေတာပါ။ဒီရာသီပရီးမီးယားလိကအိမ်ကွင်းမှာတော့ Morales ရဲ့အသင်းကပေးကိုးတကူတာရှိပါသေးတယ်။ Felix ကနိုင်ဝဲဆက်နေရဲဆိုပေမဲ့ဂျားရက်ထဲမှာ Conference League အဝေးဝင်ကန်ထားရလို့အပြည့်အဝမလန်းဆန်းနိုင်ပါဘူး။ဒါပေမဲ့ဒီရာသီပရီးမီးယားလိကအဝေးဝင်၃ပွဲမှာတော့ London Club ဟာပေးကိုးတကူတာရှိထားသေးပါတယ်။ဒါကြောင့် Marseille ရဲ့ဟာ9နဲ့ရဝင်ဖြစ်ပါကြောင်းလို့သုံးသပ်ထားပါတယ်။ နယူကာဆယ်နဲ့နော့တင်ဟမ်ည9:30နာရီ30ကြားရဲ့ချန်ပီယံလိဂိုးပြတ်နိုင်ပွဲကြောင့်ကာဆယ်ရုံကြည်မှုမြင့်မားနေပါတယ်လူသစ်ဝိုင်ဒီမာရီရဲ့ခြေစွမ်းပြနေတဲ့ကာဆယ်တိုက်စစ်ဟာနောက်ပိုင်းပွဲတွေမှာတော်တော်လေးတိုးတက်လာပါတယ်နော့တင်ဟမ်ကတော့ပိုစတီကိုလက်ထက်မှာခုချိန်ထိနိုင်ပွဲမရသေးပါဘူးစပါနီးပြဟောင်းလက်ထက်6ပွဲမှာ၄ပွဲရှုံးထားတဲ့နော့တင်ဟမ်ဟာကာဆယ်နဲ့အမှတ်ပေးအဝေးဝင်းတွေ့ဆုံမှုနောက်ဆုံး6ပွဲမှာလည်း10ပွဲရှုံးထားပါတယ်ဒါကြောင့်စိန်ဂျမ်ဘတ်ဟာငှက်ကြရရဲ့အောင်မြင်ပါလို့သုံးသက်ထားပါတယ် ဘူးဖ်နဲ့ဘရိုက်ဒန်ည9:30နာရီ30ပါဇေယအောက်ခြေကဝူးဖ်ကရုံးလာပေမဲ့သူ့ရဲ့ခံစစ်ကတော့ပွဲတိုင်းမှာကိုးပေးနေရသေးပါဒါပေမဲ့ပြီးခဲ့တဲ့အပတ်ကစပါးကွဲမှာနိုင်မလို့ဖြစ်ခဲ့တာကဝင်းဘလီအတွက်အလဲပြောင်းဖြစ်နိုင်ပါတယ်ဘရိုက်ဒန်ကလည်းဒီအာဒီပရီးမီးယားလိမှာဂိုးမပေးရတဲ့ပွဲမရှိသေးပါဘူးဇင်ယော်ရီရဲ့နောက်ဆုံးပရီးမီးယားလိလေးပွဲမှာလည်းအပြန်အလှန်သွင်းမှုတွေရှိထားပါတယ်။ဒါကြောင့်မော်လီနော့စ်မှာအိုမိုရွာရင်ရွာနှုန်း80ရှိပါတယ်။ဘရန်ဖို့နဲ့မန်စီးတီ ည10:00စီဇီယာအောက်ပိုင်းကအသင်းဆိုပေမဲ့ Brentford ကဒီယာဒီပရီးမီးယားလီဂ်မှာအိမ်ခွင်းအစိတ်ရှိတဲ့အသင်းမျိုးပါပြားရီယာဒီယာဒီမှာပရီးမီးယားလီဂ်ကအိမ်ခွင်း၃ပွဲမှာ Chelsea ကိုတူးတူးတည်ကြခဲ့တဲ့တပွဲကလွဲပြီးတော့ကျန်နှစ်ပွဲစလုံးမှာနိုင်ထားပါတယ်ဂျာရဲ့ချန်ပီယံလီဂ်တုန်းကနောက်ကျခြေပါကိုပြီးလို့သာတည်ရင်နဲ့သာကျင်းနေခဲ့ရတဲ့ Man City ကတော့ခံစစ်သိပ်မလုံပါဘူးသူတို့ကြားကပရီးမီးယားလီဂ်တွေ့ဆုံမှုနောက်ဆုံး၄ပွဲမှာလဲ၃ပွဲဟာ နှစ်ဖက်သွင်းကိုသုံးဖို့နဲ့အထက်ရှိထားခဲ့ပါတယ်။ဒါကြောင့် Brentford ရဲ့မှာကိုရင်းနဲ့တင်းပြက်နေဦးမှာပါ။ Sardar Gwin မှာအနိုင်ရနေကြအသက်လက်ဒီကိုဒုက္ခဆိုနင်းကိုနေနည်းညာစပိန်လာလီကပွဲစဉ်ရှစ်ပွဲကျိုးသုံးသက်ချက်များခုတစ်ခေါက်မှာတော့တင်းကိုနေနည်းညာအတွက်စပိန်လာလီကပွဲစဉ်ပွဲကျိုးသုံးသက်ချက်ကိုကလောင်ရှင်ဒုက္ခဆိုရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရအောင်ပါ။ Alavés နဲ့ Elche ည6:30ဇေယျအလေအ Alavés ဟာ နောက်ဆုံး6ပွဲမှာနိုင်ပွဲတစ်ပွဲသာရှိခဲ့ပါတယ်။တန်တက်ဆိုပေမဲ့ LG ကတော့မယုံနိုင်ပွဲအဆင့်၄ကိုတောင် ရောက်နေပါတယ်။ဒါ့အပြင် LG ရဒီယာဒီမှာအဝေးဝင်းရှုံးပွဲမရှိသေးပဲတီကိုနဲ့စီဗီလာလိုလိုအသင်းတွေကိုအဝေးဝင်းတည်ရီကန်နိုင်ခဲ့ပါတယ်။ LG ဘက်မှာလက်ရှိအခြေအနေကတော့အနေအဆုံတည်ရီရှိနေတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။စီဗီလာနဲ့ဘာစီလိုနာည၈:၄၅စီဗီလာဒီယာဒီအိမ်ခွင့်နိုင်ပွဲမရှိသေးသလို အိမ်ကွင်း၃ဝန်းမှာလည်းနှစ်ပွဲရှုံးထားပါတယ်။ဘာစီလိုနာကတော့ဂျားရဲ့ချန်ပီယံလိအရှုံးကနေရုံးထနိုင်ဖို့ဇယားထိတ်ကနေဆက်လက်ထိန်းထားနိုင်ဖို့ဆိုတော့ဒီလိုပွဲစဉ်မျိုးကိုမဖြစ်မနေနိုင်ထားရမှာပါ။ဒါ့အပြင်ဘာစီလိုနာကစီဗီလာနဲ့တွေ့ဆုံမှုနောက်ဆုံး9ပွဲစလုံးကိုလည်းနိုင်ထားပါတယ်။ဒါကြောင့်ဘာကာဘက်ကနှစ်ကိုးပြတ်သွားနိုင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။အစ်ပန်ယူနဲ့ဘက်တစ်ည7နာရီပွဲစဉ်မှာတနမနဲ့ရောက်မှတူနေကြတဲ့အဆင့်9နဲ့6တို့ရဲ့တွေ့ဆုံမှုပါ။ နောက်ဆုံး3ဝဲဆက်နိုင်ပွဲပြောင်းမှုနဲ့တူအက်စပန်ယိုရလက်ကျဆင်းသွားပေမဲ့ဘက်တစ်ကတော့နိုင်ပွဲတွေဆက်နေသလိုအနိုင်ဆုံး2ဂိုးနှုန်းလင်းသွင်းနေနိုင်ပါတယ်။ဒါ့အပြင်ဘက်တစ်ဟာအက်စပန်ယိုနဲ့တွေ့ဆုံမှုနောက်ဆုံး3ပွဲစလုံးကိုလည်းနိုင်ထားပါတယ်။ဒီလိုပွဲစဉ်မျိုးမှာလက်ရှိခြေရတော့ဧည့်သည်ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။စိုးစီတဲ့နဲ့ဗယ်လီကာနိုည7နာရီမမစီရထားတဲ့တန်းစင်းစုံတိုက်ပွဲဝင်နေတဲ့နှစ်သိန်းရဲ့တွေ့ဆုံမှုပါ။ ီယာစီအိမ်ကွင်းတစ်ပွဲသာရှုံးထားတဲ့စိုးစီတက်ဟာနောက်ဆုံးအိမ်ကွင်းပွဲမှာလည်းအမှတ်ပြရထားပါတယ်။ဗလီကာနိုကတော့ဂျားရက်ထဲမှာ conference league ကန်ထားရသလိုစိုးစီတက်ကွင်းတွေ့ဆုံမှုတွေမှာလည်းရုန်းကန်ရတာပုံများပါတယ်။ဒါကြောင့်အင်ရှင်ရဲ့အရေးအောက်ကိုခိုလုံတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ဆာဒါဗီကိုနဲ့အက်တလတီကိုညတနားီ30နောက်တဲ့စလုံးကဥရောပပွဲကန်ထားရပေမဲ့အရင်ကန်ရတဲ့တီကိုကတရက်ပို့ပြီးအနားရပါတယ်။လက်ရှိမှာလဲတီကိုဟာ၃ဘွဲ့ဆက်အနိုင်နဲ့ ပုံစံကောင်းကိုစတင်ရရှိနေတာပါ။နောက်ပြင်တီကိုဟာစက်တာနဲ့အဝေးဝင်တွေ့ဆုံမှုနောက်ဆုံး၅ဝဲစလုံးကိုလည်းနိုင်ထားပါတယ်။ဒါကြောင့်တီကိုနိုင်ဝဲဆက်အောင်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။နောက်ဆုံးအနေနဲ့ကတော့နော်ပလေးမေကာဂျာနဲ့တပွဲကောင်းပွဲစဉ်သုံးသပ်ချက်ဖြစ်ပါတယ်။ VIM ကောင်းကောင်းရဲ့တင်းငွန်နေတချမ်းဆောင်ပွဲ။ယခုတစ်ပတ်မှာတော့ဂျာမန်မြေမှပွဲကောင်းတစ်ပွဲဖြစ်တဲ့ဟမ်ဘတ်နဲ့မေ့စ်ပွဲကနေရွေးချယ်ပေးလိုက်ပါတယ်။လက်ရှိခြေစွမ်းရောက် နောက်တင်းစလုံးဟာအကြဘက်မှာရောက်နေပြီးအင်ရှင်အနေနဲ့အဆင့်73နဲ့ဧည့်သည်တို့ကအဆင့်14နေရာမှာရှိနေကြပါတယ်။ပြိုင်ပွဲစုံ9ပွဲမှာလည်းအင်ရှင်ကတပွဲသာနိုင်ထားပြီးဧည့်သည်ကနှစ်ပွဲအနိုင်ရထားပါတယ်။ရာဂိုးပိုင်းမှာတော့အင်ရှင်အနေနဲ့3ဂိုးသာရထားပြီးပေးဂိုးမှာတော့17ဂိုးထိပေးထားရပါတယ်။ဧည့်သည်နောက်ဆုံး9ပွဲမှာလည်းတပွဲသာ14ရလနဲ့ဂိုးများထားသလိုကျန်တဲ့၄ပွဲစလုံးမှာလည်း2ဂိုးနဲ့2ဂိုးအောက်တည်းကြီးဖြစ်ထားတဲ့အတွက်ယနေ့ညမှာဒီလိုပွဲစဉ်မျိုးမှာ ကိုင်းနေကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသက်ထားပါတယ်။ဆိုတော့ Playmaker ရဲ့နောက်ဆုံးရပွဲချိုသုံးသက်ချက်တွေကိုသိရှိဖို့အတွက်လည်းတို့ Playmaker ရဲ့ Telegram Channel ကိုလာရောက်ဖတ်ရှုလို့ရပါတယ်။နားဆင်သူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်။